မန္တလေးမြို့မှာဟာအောင်မြင်မျိုးနယ်နေအင်ချမ်းမြေရောင်းဝယ်သူအငိမ့်စားပေါ်မကမြို့သမီးကြီးကိုအသိမိတ်စေအင်ချမ်းမြေပွဲစားကအင်လိုက်ကြည့်ဖို့ခေါ်ဆောင်ကလူသက်လူရက်တပြက်မှုအေဘီလာ25ရက်ကဖြစ်ပွားခဲ့တယ်လို့တေဆုံးသူရဲ့မိသားစုဝင်တွေကပြောပါတယ်။အသိပွဲစားကပသိမ့်ကြီးမျိုးနယ်ဘက်ကိုအိပ်ပြမယ်ဆိုပြီးမြားခေါ်သွားပြီးတဲ့နောက်အငိမ့်စားပေါ်မကအမျိုးသမီးကြီးစီကနေပိုင်ဆိုင်သမျှတွေကို ရိုင်းနှက်တပြက်ပြီးလူရက်ယူဆောင်သွားတာလို့တေဆုံးသူရဲ့ မိသားစုဝင်တဦးကလူမှုကွန်ရက်မှာရေးသားထားပါတယ်။သေဆုံးသူကအသက်66နှစ်အရွယ်အငိမ့်စားပါမခဒေါက်တာထွတ်ထွေးဆိုသူဖြစ်ပြီးတကူတဲ့အပြိုကြီးဖြစ်ကအင်ချဲမြေအယောင်းဝယ်လုက္ကိုင်းသူဖြစ်ပါတယ်။လူသက်လူရက်မှုကျွလွန်သူကိုစိုးစုကဖမ်းဆီးနိုင်ခြင်းရှိမရှိကိုတော့ MMB အနေနဲ့မသိရသေးပါဘူး။အာနာသိမ့်ပြီးတဲ့နောက်မန္တလေးမှာလူသက်မှု လူရမှုဓမြမှုတွေစက်တိုက်ဖြစ်ပွားနေပြီးစိုးစုကကျူးလွန်သူတွေကိုဖမ်းဆီးတာနဲ့တယ်လို့လည်းမြို့ခံတွေကပြောပါတယ်။လက်ရှိမန္တလေးမြို့မှာတော့စိုးစုလက်နက်ကိုင်တွေဖြစ်တဲ့ပြူစောတီသွေးတောက်တွေနဲ့ရဲရလုံးချုံရဲ့အမိခံအပြာယူနီဖောင်းဝတ်တွေကြီးစိုးတောင်းညမ်းနေပြီးရက်ွက်တိုင်းမှာရုံးတွေရှိသလိုလမ်းပေါ်ဂိတ်ဖွင့်ငွေညစ်တာတွေလည်းနေရာတိုင်းဒီပါလုံနေတယ်လို့မြို့ခံတွေကပြောပါတယ်။